မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ ERA တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမော်ပြည်နယ်ကရင်ပြည်နယ်ဧပြီ18ရက်နေ့နှစ်စန်း1ရက်နေ့မှာတော့24နာရီအတွင်းအချိန်ကာမမိုးရွာမဲ့အကြောင်းဖော်ပြပေးပါမယ် ERA တိုင်းမှာမိုးထစ်ချုံရွာမဲ့မြို့နယ်တွေကတော့ပသိမ်ဝါခဲမှညောင်တုံးစလွန်မြောင်းမြငွေဆောင်ငတိုင်းချောင်းကျုံပြောချောင်းတာငွေတောင်ရန်ဖြာပုံဘိုးကလေးအိမ်မဲမော်ကျွန်း ကျိုင်းလံမအိုပင်တနုပြိုဒေရီရဲ့ဟိုင်းကြီးကျွန်းမှာ18ရက်နေ့ညနေကနေညောင်းပိုင်းတွင်မှလေတိုက်မိုးချင်းကလျက်စည်းလက်မိုးရွာမယ်လို့ဆိုပါရယ်။ပဲခူးတိုင်းမှာမိုးရွာမယ်မျိုးနယ်တွေကတော့ပဲခူးဖျားကြီးအင်းတကောတက္ကလာအုံနယ်တာယာဝရီ30တောင်ငူရင်းနီညောင်လေးပင်ဝေါ်ဒိုင်အူရွှေကျင်ကြောက်ကြီးပဲနယ်ကုန် တနက်ပင်ဖြူကညိုကွင်းစီရော်ရီနတ်တန်ကွင်းမုံကဝါမှာတော့18ရက်နေ့24နာရီတွင်မိုးရွာမယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်းမှာမိုးရွာမယ်မြို့နယ်တွေကတော့ရန်ကုန်မြို့တွင်နဲ့တိုက်ကြီးအုတ်ကံအဖျောက်ကွန်းချံကုန်းတွန်တေကော်မူသုံးခွာခရမ်းတီလဝါကြောက်တန်းတန်လင်းမှာတော့18ရက်နေ့ညနေနဲ့ညအုပ်ပိုင်းတွင်မှာလေတိုက်မိုးချိန်ကလျှက်စည်းလက်မိုးရွာမယ်လို့ဆိုပါတယ်။ ဝန်ပြင်းထဲမှာမိုးရွာမဲ့မြို့နယ်တွေကတော့မော်လမြိုင်ချောင်းစုံမူရုံရေးတပ်ပြုစရက်ကြိုက်မျောကြိုက်ထူပေါင်းကြိုက်ထင်းယူ6နှစ်ခွ18ရည်နေမှာမနက်ပိုင်းအစောပိုင်းကစပြီးတော့24နာရီအတွင်းမိုးရွာမယ်လို့ဆိုပါရတယ်။ကရင်ပြည်နယ်မှာမိုးရွာမယ်မြို့နယ်တွေကတော့တန်တောင်ဖားပွန်ကမမောင်မြန်ကြီးကိုရှမ်းရွာတဲ့ကွန်ကရစ်မြရီစုကလီဝေါ်မော်လမြိုင် လေးကေကောကြိုက်တုံကြိုက်အင်းစိတ်ကြီးဖရားသုံးစုမှာတော့18ရက်နေ့မနက်အစောပိုင်းကစပြီးတော့24နာရီအတွင်းမိုးရွာမယ်လို့လည်းဆိုပါရယ်ဆက်လက်ပြီးတော့လည်းမလူသားတုတေတီအွန်လိုင်းက2025ခုနှစ်စကိုင်းပြည့်ရွေပေါ်က ခုနှစ်တသမခုနှစ်မဂနီကျူငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာအေဘလ18ရက်နေ့လည်း3နာရီအထိ update ချက်လက်တွေကိုထိုင်းမလူဝသဌာနငလျင်ဌာနကနေရယူတာကိုဖော်ပြလာခဲ့ပါတယ်။နောက်ဆက်တွဲငလျင်အကြိမ်ကြီးကတော့953ကြိမ်ရှိပြီဖြစ်ပြီးတော့ပြင်းရ1ကနေ2တသမ9မဂနီကျူထိ248ကြိမ်ပြင်းရ3ကနေ3တသမ9မဂနီကျူထိ229ကြိမ်ပြင်းရ4ကနေ4တသမ9ထိအကြိမ်80နဲ့ပြင်းရ5ကနေ5တသမ9ထိ 15ကြိမ်ပြည်ယမဂနီကျူးနဲ့တကြိမ်လွှတ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ18ရက်နေ့ဒီနေ့မိုးလွဲ2နာရီချိန်နေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးပါမယ်။ဒီမနေ့မနက်9နာရီခွဲချိန်ကနေဒီနေ့မနက်9နာရီခွဲချိန်ထိမိုးလေဝသတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နာရီအတွင်းကနေပြည်တော် Sky Dive ဒေသကြီးထပ်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေရာနှံ့ပြ၊ရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာစိစိပဲခူးတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာကျဲကျဲနဲ့ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာကွက်ကြားမိုးထစ်ကြုံရွာခဲ့ပြီးတော့ Sky Dive ဒေသကြီးအောက်ပိုင်းမှာနေရာကွက်ပြီးမိုးကြီးခဲ့ပါတယ်။နေ့ဦးချိန်တွေကတော့ရောင် တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာအေပယ်လာရဲ့ပြင်းပြပူကျင်းအောင်နှစ်ဒီဂရီဆက်စီရက်မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာအေပယ်လာရဲ့ပြင်းပြပူကျင်းအောင်3ဒီဂရီဆက်စီရက်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမှာအေပယ်လာရဲ့ပြင်းပြပူကျင်းအောင်6ဒီဂရီဆက်စီရက်ရွနေခဲ့ကကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအေပယ်လာရဲ့ပြင်းပြပူကျင်းကတ္တာရှိခဲ့ပါတယ်၁၆ရက်လ2025ရက်မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့အပူချိန်တွေဟာချောင်းမြို့မှာ40.4ဒီဂရီဆက်စီရက်တောင်ကုန်းမြို့နဲ့တောင်တွင်းကြီးမြို့မှာ 39.5ဒသမ5ဒီဂရီဆယ်စီယပ်စီအောင်လိုင်းမြို့မှာ39ဒသမ3ဒီဂရီဆယ်စီယပ်ကွန်ကရစ်မြို့မှာ39ဒသမ1ဒီဂရီဆယ်စီယပ်တောင်ဝင်လေကြောင်းမလို့ဝတာနဲ့မွန်မကွေးမြို့နဲ့ဆင်ပြူကျွန်းမှာတော့39ဒသမ3ဒီဂရီဆယ်စီယပ်စီဇောင်းတို့မှာ38ဒသမ6ဒီဂရီဆယ်စီယပ်ပြည်မြို့မှာ38ဒသမ4ဒီဂရီဆယ်စီယပ်နဲ့မင်းဘူးမှာ38ဒသမ1ဒီဂရီဆယ်စီယပ်တွေဖြစ်ကြပါတယ်။မှတ်သားဝင်ရမွေးချိန်တွေကတော့တင်းတိမ်မှာ2ဒသမ2လက်မှာကမ်ဘလူမှာ1ဒသမ6ငါးလက်မှာမော်လိုက်မှာ1ဒသမ3သုံးည လက်မမာရမှာ1.3လေးလက်မဖန်နဲ့ချောင်းဆောင်မှာ1.3ညလက်မစီတထုံမှာ1.3ညလက်မရွှေကျင်နဲ့ဖန်အဆိုင်တွေးမိုးလေဝသားမှာတော့3ညတသမာ9ရှင်လက်မစီမိုးညင်မှာ3ညတသမာ13လက်မနဲ့ပြင်မနာဝဲကြီးမှာ3ညတသမာ9လက်မတွေဖြစ်ကြပါတယ်ဘင်္ဂလားပင်တော်အခြေအနေကတော့ကောက်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်တော်တောင်ပိုင်းမှာတိမ်အသင့်တဲ့ဖြစ်ထွန်းပြီးတော့ကြံဘင်္ဂလားပင်လယ်မှာတိမ်နေရဖြစ်ထွန်းပါတယ်နောက်ဖက်မနေ့ချိန်ဒီခါမှကြာကတော့မကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်မှာနေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ချင်း င်းပြည်နယ်မှာနေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိမ့်စိမ့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြားမိုးထစ်ကြုံရပါမယ်။ရွာရရနှုံးပြည့်ဖြစ်ပါတယ်။မိုးထိပ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရောင်တိုင်းဒေသကြီး၊ဝိုင်းတိုင်းဒေသကြီး၊အရာဝတီဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမိုးထိပ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးထိပ်တောင်ရွေရှားရနေရာတခြားမှာတော့မိုးရွာသွန်းနာတွေနဲ့အတူတူလေပြင်းတိုက်ခတ်တာ၊မိုးထစ်ကြုံတာနဲ့မိုးကြိုးပြစ်တာ၊လျှက်စီးလက်တာမိုးသီးကျွေတာစတဲ့မလို့သာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်။ မြမပင်လေပြင်းမှာလှိုင်းနေငယ်ကနေလှိုင်းတင်တင်ရှိပါမယ်။မြမကံရံတစ်ချောင်းနဲ့ကန်းတော်ပင်လေပြင်းမှာ၄ဘီကနေ၇ဘီကရှိပါမယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့ ရောင်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊ဒရင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြားမိုးထစ်ကြုံရပါမယ်။နေရာနဲ့နေတွိုက်အတွက်မနက်ဖြန်မနက်ချိန်တွေခန့်မှန်းကြဟာတိမ်သင့်တဲ့ဖြစ်တော့ပြီးတော့မိုးထစ်ကြုံပြီးနေရာကွက်ကြမှုရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ရောင်မျိုးနဲ့နေတွိုက်အတွက်မနက်ဖြန်မနက်ချိန်တွေခန့်မှန်းကြဟာတိမ်သင့်တဲ့ဖြစ်တော့ပြီးတော့မိုးထစ်ကြုံကနေရာကွက်ကြမှုရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။မန္တလေးမြို့နဲ့နေတွိုက်အတွက်မနက်ဖြန်မနက်ချိန်တွေခန့်မှန်းကြဟာတိမ်သင့်တဲ့ဖြစ်တော့ပြီးတော့မိုးထစ်ကြုံပြီးနေရာကွက်ကြမှုရပါမယ်။ န်းရံတုံး80ဖြစ်ပါရရှင်ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ18ရက်နေ့ဒီနေ့မှာစံတော်ချိန်နေ့လယ်2:00မိနစ်အချိန်ကမှာတော့မန်းလေးတိုင်းမန်းလေးမြို့ရဲ့မြောက်ဘက်14ကီလိုမီတာအကွာမြောက်နဲ့10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေး၄.၅အဆင့်နဲ့အင်အားသေးနဲ့ရှိတဲ့မြင်းလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဟာဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်လည်းငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်နဲ့အညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့အေဗလာ20ရက်အတွင်းမလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပြည်တော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ပေါ်မှာတည်ရင်တည်တဲ့ကနေတည်တူတတ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကံရက်မြို့ဝအကျုံပေါ်ဒေသတွေနဲ့မော်ဒမာကွေ့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို7မိုင်ကနေ -10 ခန်းတိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။တရင်းနိုင်ကံရက်မှာလေဟာအရှင်ရှင်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ7မိုင်ခန်းတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါမယ်။မိုးချင်တွေကတော့ချင်းပြည်နယ်မကွေးတိုင်းကချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကွက်ကြားမိုးထချုံရွာသွန်းပြီးတော့ကြံတိုင်း ေသကြီးနဲ့ပြည်နယ်ထဲမှာနေရာစစ်စစ်ကတဲ့နေရာအခြေချင်းမှုရသုံးပါမယ်။နေဘူးချိန်တွေကတော့မကွေးတိုင်းတရင်းနိုင်တိုင်းနဲ့ရခိုင်ပြည်နယ်မှာပုံမှန်အပူချိန်တဲ့မြင့်တက်ပါမယ်။မြို့ချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောကြပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းပေါင်းတဲ့မှာရေဆင်းချိုတဲ့မျိုးသားတအုပ်ရင်းနှစ်သိဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။မကိုးတိုင်းနောက်ချမ်းပေါင်းတဲ့မျိုးမှာတော့ချောင်းထဲကိုရေဆင်းချိုတဲ့မျိုးသားတအုပ်ရင်းနှစ်သိဆုံးတယ်လို့မျိုးကန်နေစီကသိရပါဗျာ။ တင်ဆောင်သူကတော့ပေါင်းတဲ့မျိုးနဲ့မင်းကွက်နှစ်ယောက်ကွအနောက်လမ်းကအသက်54နှစ်ဝန်းကျင်ကိုမောင်ဆိုးလို့ခေါ်တဲ့ကိုမဲလွင် ဖြစ်ပြီးတော့တရတော်ရာတိလောကယုံကြောင်းနေနှစ်သက်ချောင်းအတွင်းမှာအပဲ15ရက်ညနေ9နာရီလောက်မှာရင်းနဲ့တေဆုံးလာလို့ဆိုပါရတယ်။အလောင်းကိုရင်းနှစ်တဲ့နေရာနဲ့တမန်လောက်အကွာရာကုန်ပြည်လမ်းနေ ကလားတင်ချိုင်းကုံအနီးနှစ်သက်ချောင်းအတွင်းမှာမျိုးကန်တွေကလိုင်လံရှာဖွေရာကနေအဲ့ဒီညာ9နိုင်လောက်မှာပြန်လည်တွေးခဲ့တာလို့ဆိုပါရယ်ကိုမောင်စိုးကတငယ်ချင်းနေနဲ့ရေချိုးသွားရင်ကနေရင်းနေတာလို့ကြားတယ်အရက်လဲတောက်ထားတယ်လို့လည်းပြောတယ်ချောင်းထဲမှာနွေစပါးအတွက်ဆက်ရေလွှတ်ထားတော့ရင်းနှက်ကလူတရက်ကျော်တယ်လို့မျိုးကန်ကဆိုပါရယ်အလောင်းကတော့ဧပြီ16ရက်ညနေ3နိုင်ကျော်လောက်မှာသူ့ရဲ့နေအိမ်ကနေတကြိုခဲ့တယ်လို့လည်းဆိုပါရယ်အလားတူပဲဧပြီ15ရက်မနေ့ ညနေ9:00ခွဲလောက်မှာတော့ပဲကိုတိုင်းပဲကိုမြို့မဟာစီရီတိုက်တန်းနေအသက်23နှစ်ဝန်းကျင်ကိုအောင်ကိုကိုကလည်းပဲကိုမြို့မှာမစင်းဆဲတွင်ရေစင်းချူရကနေရင်းနှစ်တင်ဆောင်ခဲ့ပါသေးတယ်ရှင်ဆက်လက်ပြီးတော့မန်လေးမြို့ကိုဗဟိုပြုတ်ပြီးတော့ပြည်အား၄.၆ဆင်းရှိတဲ့ငှက်လင်းလှုပ်ခတ်မှုမန္တလေးအမရပူရစကိုင်းမြို့နဲ့ပြိုးလေမြို့တွေမှာတည်တည်တာတာခန်းစားရပြီးတော့ပြည်သူတွေထိတ်လန့်တုန်လှုပ်နေတဲ့အကြောင်းဖော်ပြပေးပါမယ် ဒီနေ့နှစ်ဆန်းတရက်နေ့မန္တလေးတိုင်းမန္တလေးမြို့အနီးကိုဗဟိုပြုပြီးတော့ပြည်ရလေတသမ6အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ရမှာမန္တလေးအမရပူရာစကိုင်းမြို့နဲ့ပြည်ဦးလေမြို့တွေမှာတည်တည်တာတာခံစားရတဲ့အကြောင်းဒေသခံတွေရဲ့ပြောဆိုချက်နဲ့မလို့သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။ဧပြီ18ရက်နေ့မွန်းလဲတနာရီ2မိနစ်အချိန်မန္တလေးမြို့ပသိမ်ကြီးမြို့တောင်အနောက်တောင်ဘက်2မိုင်ခန့်ကွာအနက်17ကီလိုမီတာကိုဗဟိုပြုပြီးတော့လေတသမ6အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တဲ့အကြောင်းအဆိုပါငလျင်ကြောင့်ပဲမန္တလေးမြို့ မှာအလွန်တိတိတသာခံစားရပြီးတော့ပြည်သူတွေအထိတ်တလန့်ဖြစ်ရကြောင်းသိရပါဗါရယ်ငလင်ကတတော်ကိုတည်တာတယ်ဝုန်းငလည်းကိုလှုပ်တာအချိန်တော့အရန်ကြာလို့အချိန်ကြာရင် ပြိုစဲတိုက်တဲ့တောင်ပြိုနိုင်တယ်ကျန်းတယ်လို့မန္တလေးဒေသခံကဆိုပါရယ်အလားတူပဲအမရပူရမြို့နယ်ဇကိုင်းမြို့နယ်ပြိုးလယ်မြို့မှာလည်းဒီနေ့မွန်လဲပိုင်းလှုပ်ခတ်တဲ့ငလင်ကိုတိတိတတ်တာခန်းစားသိရှိရကြောင်းဒေသခံတွေထံကသိရပါရယ်ဇကိုင်းမှာလည်းတတော်ကိုခန်းစားရတဲ့အိမ်တွေတစ်ချက်တော့ရင်းထိုးသွားတာလို့ဇကိုင်းမြို့အစီအရကွက်တဲ့ရက်ကွက်ကပြည်သူကဆိုပါရယ်မတ်လ28ရက်ပြင်းရ9.8အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်မှာနောက်ဆက်တွဲငလင်တွေဟာဆက်တိုက်လှုပ်ခတ်နေရမှာဒီနေ့ဧပြီလ18ရက်အထိငလင်လှုပ်ခတ်မှုပေါင်းအကျဉ်းရ140 လာပြီဖြစ်တဲ့ကြောင့်မြို့သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ရှင်။